အားလုံးမင်္ဂလာပါခင်ဗျာရာဇဝတ်စနေသားရဲ့တတိယချက်မိတ်ဆွေများအားလုံးမင်္ဂလာပါမိတ်ဆွေများအားလုံးစကြဝဠာ2025နေ့မှာဖြတ်မဲ့20ကြိမ်မြောက်တတိယမှာပေါက်ကနန်းနေ့ပြည်နိုင်ကြပါစေလို့ပထမဦးစွာကျွန်တော်ဆုတောင်းပေးရပါတယ်ခင်ဗျာပြီးခဲ့တဲ့အချိန်ဒီတုန်းကမကြသေးမိပေါ့နော် ကျွန်တော်ဆက်ရှိတင်လောက်ကလည်းပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်ပေါ့နော်2025ဒီတက္ကစီကုလုံးပြောင်းဖက်နိုင်တဲ့နှစ်ထဲမှာပါတယ်တက္ကစီတလုံးကတော့မပြတ်မကွက်ကြံ့နိုင်တယ်ပေါ့နော်ဒါခမ်းမှန်းပေါ့ဒါရလည်းကျွန်တော်တို့စာရွက်ပေါ်ကကိန်းကနန်းတွေကိုကြည့်ပြီးတော့ခမ်းမှန်းပေးတာဖြစ်တယ်ပေါ့နော်ဒါမှကျွန်တော်မှတ်မယ်မှန်ကျင်လည်းမှတ်မယ်တန်ကန်းလို့တိုက်ဆိုင်တဲ့အချင်းဆိုလို့ရှိရင်တော့ပေါက်ကနန်းဖြစ်ရပါတယ်ပေါ့နော်အဲ့တော့ခုချိန်ထိကျင်းရဲလေးချိန်ပဲကျန်တော့တယ်ပေါ့နော် ျောက်နေတဲ့ထိပ်စီရတယ်သုံးလုံးကျန်နေတယ်သုံးညထိပ်စီလေးထိပ်စီတစ်ထိပ်စီသုံးလုံးကျန်နေတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီသုံးလုံးနဲ့ကလေထိပ်စီကထွက်လာဟုတ်အကောင်းဥမလို့ပေါ့ဒါလေးကျွန်တော်တို့အမှန်ဆောက်ပြီးတော့တွေ့ပြီးတော့လိုက်ကစားတာဖြစ်တယ်နည်းနည်းလေးလူဆောင်ကျွန်တော်မြှင့်ပြပေးမယ်ဆယ်နှစ်တကြိမ်ဖြစ်တာဟာဒီ90ခုနှစ်ထက်မှဆိုထိပ်စီကိုလုံးမထွက်တဲ့လေးထိပ်စီကြောက်ခဲ့60ခုနှစ်နောက်ဆယ်နှစ်ကြာတဲ့အခါမှာဆိုထိပ်စီကိုလုံးမထွက်တဲ့နှစ်ထိပ်စီတစ်လုံးကြောက်ခဲ့92ခုမှဆိုလို့ရှိရင်ထိပ်စီကကိုလုံးပြောင်းထွက်တဲ့3ညထိပ်စီကြောက်ခဲ့ နောက်တဲ့10နှစ်အကွာကျွန်တော်တို့ဒီ2003ခုနှစ်မှာဆိုနှစ်ထိပ်စီပြောက်ခဲ့တယ်ကျန်တဲ့9လုံးလုံးထွက်တယ်နောက်တဲ့10နှစ်အကွာ2014မှာဆိုရင်ထိပ်စီ9လုံးပြောင်းထွက်တယ်3ထိပ်စီတစ်လုံးကျန်တယ်ဒါဆိုအခု2025ထိပ်စီဒီ9လုံးပြောင်းထွက်လာမလားတစ်လုံးကျန်ပြရအောင်အဲ့တော့ကျန်မှုအနေထားကတော့တော်တော်များသွားပြီလို့ကျွန်တော်တို့တုံ့တက်လို့ရတယ်ပေါ့နော်ဘာဖြစ်လို့ဆိုထိပ်စီဒီ3လုံးကျန်နေတယ်ထွက်ရမယ့်အခြေအနေဒီ၄ချိန်နဲ့ကျန်တော့တယ်3ရက်4ရက်တစ်ကထိပ်စီတွေကဘယ်လုံးကျန်ခဲ့မလဲ9လုံးပြောင်းမှာကျန်တဲ့နှလုံးကလိုက်ခွက်ပေးမှလား ဒီအတွေးတွေကိုကျွန်တော်လိုက်ကြစားတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့ပြန်ခဲ့တဲ့၃ရက်ထိပ်စီ၄ထိပ်စီ၁ထိပ်စီတဲ့က၄ထိပ်စီကိုထွက်လာခဲ့မယ်ဆိုရင်ပေါ့နော်၄ထိပ်စီကမကြံခဲ့လို့ထွက်လာခဲ့မယ်ဆိုဒီ၄ထိပ်စီနဲ့ပတ်သက်ပြီးတော့ program ဖြစ်ဖို့အတွက်ကျွန်တော်စူးစမ်းပြီးလိုက်ထားတယ်စနစ်နော်ဒါလေးကိုကျွန်တော်နည်းနည်းလေးသုံးသပ်ပြကြမှာပဲတိုက်ဆိုင်မှုရှိတယ်မရှိဘူးပေါ့သုံးမှာမကြိုက်မသုံးမှာနေပေါ့နော်အဲ့စနစ်ကိုကျွန်တော်လိုက်တဲ့အချိန်ကမှာ၄ထိပ်ကိုလိုက်တဲ့အချိန်ကမှာနှစ်ပိတ်မှာပေါ့နော်ကျွန်တော်တို့၄ပိတ်ကြခဲ့တဲ့ဖြစ်စဉ်ဒီ၄ကက်ရှိတယ် နှစ်ပိတ်မှာ၄ပိတ်ကြကြတယ်၄ကက်ရှိတယ်အဲ့ဖြစ်စဉ်နဲ့လိုက်တယ်ပထမဖြစ်စဉ်မှာ၅တိတ်စီရဲ့အောက်မှာ၄ပိတ်ပထမဆုံးဖြစ်စဉ်ကကြတယ်ဒုတိယဖြစ်စဉ်က၄တိတ်စီလို့ခံပြီးမှ brain လေးကြတယ်တတိယဖြစ်စဉ်က၃တိတ်စီလို့ခံပြီးမှ brain လေးကကြတယ်စတော့မြောက်ဖြစ်စဉ်မှာကြတော့နှစ်တိတ်စီကမ်းပြီးမှ brain လေးကကြတယ်အဲ့တော့ brain လေး၄ကက်ရတဲ့အချိန်ခါမှာသူ့ရဲ့စီးစနစ်ပေါ့နော်စနစ်တကျပုံမှန်တိုင်းကြလာခဲ့တယ်လို့ကျွန်တော်တို့ကယူဆတယ်ပေါ့နော်၅တိတ်ခံပြီးကြတယ်၄တိတ်ခံပြီးကြတယ်၃တိတ်ခံပြီးကြတယ်နှစ်တိတ်ခံပြီးတော့ကြတယ် အဲ့လိုကြားတဲ့အချိန်ကျမှသူဒီ frame ကနေကျွန်တော်လိုက်တာပေါ့ငါးတိစီခံပြီးတော့ပထမဆုံးပေးလိုက်ကြသူကနေတစ်ချိန်တစ်ချိန်ဆုံးရေးလိုက်ငါးချိန်မြောက်နှစ်ထဲမှာငါးချိန်မြောက်နှစ်ထဲမှာဒီ frame လေးရဲ့ပါဝါကိုးထိပ်စီတစ်လုံးကြပေးရထားတယ်အဲ့ဒီကိုးထိပ်စီကြပေးတဲ့အောက်မှာလေးထိပ်စီပဲချိန်မှာလိုက်တာလေဒီဖြူလိုက်ရှာကြည့်တယ်ပေါ့နော်အဒုတိယကျမှဆိုလို့ရှိရင်ဒီထဲမှာလေးထိပ်စီ frame လေးလို့ကြဒီ frame လေးကထောင်းပေးတစ်ချိန်တစ်ချိန်ဆုံးရေးလိုက်ငါးချိန်မြောက်နှစ်ထဲမှာကိုးထိပ်စီတစ်လုံးကအရင်ကြပေးထားတယ်အဲ့ဒီကိုးထိပ်စီကြပြီးတော့ကိုထိပ်စီရဲ့အောက်ဘဲအချိန်မှလေးထိပ်ကြလိုက်တာလေဒီ snake ကိုကျွန်တော်တို့ကဦးစားပြီးကစားထားတယ် တက်တက်ကြမလိုက်တိုင်းပဲ30ဒီပစိလေးလို့ကြားတယ်သူကနေတစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်၅ချိန်မြောက်နှစ်ထင်းပါကိုတိတ်စီတစ်လုံးကအရင်ကြပြေးသွားပြီအဲ့ကိုတိတ်စီရဲ့အောက်ဘဲချိန်ပါလေးတိတ်စီကလိုက်တာလေဒီစနစ်ကိုကျွန်တော်ပြောလိုက်တာပေါ့နော်အခုစောတာမြောက်ကျွန်တော်တို့ကစားတဲ့ကစားကုန်ပေါ့နော်နှစ်တိတ်စီပစိလေးလို့ကြပြီတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်မြောက်နှစ်ထင်းပါကိုတိတ်စီဒီရှာရှာပါပါတစ်လုံးနဲ့ပဲထွက်လာကြပြီအဲ့ရှေ့တုံးကလိုပဲဒီကိုတိတ်စီကြပြီးရေကိုတိတ်စီအောက်မှာလေးတိတ်စီတလုံးကပုံစံလိုက်တာအဲ့လိုဘလို့စနစ်တင်နေလိုက်တာလေဒါကိုကျွန်တော်တို့ကစာရွက်ပေါ်မှာရှိရတဲ့တင်ကနန်းတွေအဖြစ်ကို ကျွန်တော်တို့ကမိပဲစနစ်ပေါ့နော်အဲပထမကငါးတိတ်ဘေးပထမကပေါ့နော်ငါးတိတ်ဘေးလေးကိုခံတယ်သူကငါးနှစ်မြောက်နှစ်ထင်းပါကိုးတိတ်စီတလုံးကြပြီးရင်တဲ့ဒီမှာငါးတိတ်လို့ခံခဲ့လို့ကိုးတိတ်စီတလုံးရဲ့အောက်ငါးတိတ်စီခံခဲ့တဲ့အတွက်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်မြောက်ဖြားပြီးတဲ့အောက်မှာလေးတိတ်စီနဲ့လေးအပူခွတ်နေတယ်လိုက်ပါတယ်တဲ့ဒါပထမကဒုတိယကဒီမှာလေးတိတ်စီခံပြီးဘရိတ်လေးလို့ရဲ့သူကငါးနှစ်မြောက်နှစ်ထင်းပါ တကြိမ်ပြီးတော့ကိုထိတ်စီရဲ့ဒီမှာကိုထိတ်စီဒီမှာကြာထားပြီတကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ချပြီးတော့သူ့ရဲ့အောက်မှာလေးထိတ်စီတစ်လုံးပိုင်နဲ့လေးအပူခွနဲ့လိုက်တယ်တဲ့တက်တရက်ကသုံးထိတ်ပရိလေးလို့သုံးထိတ်ခံကဘရိလေးကြိုက်သူ့ရဲ့နောက်ငါးနှစ်မြောက်နေတဲ့မှာဒီသုံးထိတ်လို့ခံခဲ့လို့ကိုထိတ်စီတကြိမ်ပြီးတော့ကိုထိတ်စီနော်ကိုထိတ်စီရဲ့အောက်တကြိမ်နှစ်ကြိမ်သုံးကြိမ်ချပြီးတော့လေးထိတ်စီမပြတ်မကွက်လိုက်ခဲ့တယ်လိုက်တဲ့အချိန်မှာလည်းလေးထိတ်နဲ့လေးအပူခွနဲ့ပဲလိုက်တယ်အဲ့တော့ရှစ်သုံးကမှာငါးထိတ်ခံရင်ကိုထိတ်စီအောက်ငါးကြိမ်ချပြီးမှလေးထိတ်ကပြန်လိုက်တယ် လေးတိတ်ခံပြီးတော့ပရင်လေးထွက်တဲ့နှစ်ထဲမှာဆိုလို့ရှိရင်ကိုရီစီရောအောက်လေးကျင်ချပြီးကြမှာလေးတိတ်စီနဲ့လေးတိတ်စီခံတဲ့နှစ်မှာဆိုရင်ပေါ့နော်ကိုရီစီရောအောက်လေးကျင်ချပြီးမှလေးတိတ်စီနဲ့လေးအမှုခွာလိုက်တာတတိယကတ်ဒီမှာကိုရီစီခံတဲ့သုံးခိတ်စီခံပြီးမှပရင်လေးထွက်တဲ့ဖြစ်စဉ်ဖြစ်လို့ဒီချိန်နှစ်ချိန်သုံးချိန်ချပြီးမှလေးတိတ်စီနဲ့လေးအမှုခွာလိုက်တာဒါဆိုသူကျွန်တော်တို့ရောက်ကြတယ်ကျွန်တော်တို့ရောက်ကြမှာနှစ်တိတ်စီပရင်လေးလို့ခံပြီးသူရဲ့ငန်းနေမြောက်နှစ်ချိန်ပေါ့ကိုရီစီဒီဒီချိန်နဲ့ကြာရည်အဲ့ဒါဒီမှာနှစ်တိတ်စီခံခဲ့လို့ ကိုတည်းတည်းအောင်တစ်ကြိမ်နှစ်ကြိမ်ချပြီးတော့ဒီအကြိမ်မှာလေးတိတ်ပြီးနဲ့လေးအပူခွာတိုင်ရမယ်ဆိုတဲ့စနစ်ဒီဒီကြကြလာခဲ့တဲ့စနစ်ဖြစ်တဲ့မှားတီဖြစ်စီမှန်တီဖြစ်စီဒီစနစ်ရဒီအကြိမ်မျိုးမှာကျွန်တော်တို့ကလေးတိတ်စီပိုင်နဲ့လေးအပူအခွာနဲ့ကစားကုတ်ကိုကျွန်တော်တို့ကကစားမယ်အဲလေးတိတ်စီပိုင်နဲ့လေးအပူခွာဆိုလေးရှည်ပူနဲ့နောက်စီးစက်ကွက်ရှိမယ်လေးထိတ်လေးအပိတ်နဲ့လေးစီးစက်ကွက်ရှိဒီအကွက်20လုံးကိုကျွန်တော်ကလိုက်ကစားထားတယ်ဒီကွက်မှာဒီအကွက်20လုံးကိုလိုက်ကစားထားတယ် အဲ့နောက်တစ်ခုကကျွန်တော်တို့တင်ပြခဲ့ပြီဒီနဆက်တကယ်ဒီ train track အားကောင်းတယ်လို့ကျွန်တော်ရှင်းပြခဲ့တယ်အဲ့ဒီ fix နဲ့အရာဆိုလို့ရှိရင်ဒီမှာလေးရရှင်းဘူးလဲကြာနေတယ်အခွာလဲကြာနေတယ်ဆိုဒီနှစ်ခုပေါက်ဆက်လိုက်ရင်လေးသုံးလုံးဆိုရင်စနစ်လေးရှင်းဘူးရောလေးအခွာရောကြိုက်ကြီးတဲ့ပြက်ကြိုက်ကြီးဖြစ်စေမကြိုက်ကြီးဖြစ်စေ train circuit ထဲမှာလေးသုံးလုံးဆိုရင်ကျွန်တော်လေး train ကိုဒါကျွန်တော်တို့ကပထမအဆင့်ဦးစားပေး၅ခုထဲမှာ check ကစားထားတယ်ဒါလေးကိုလည်းအမှတ်ရတရားလေးပြောပြပေးပြပေါ့နော်ဟုတ်ပြီဒါကတော့ကျွန်တော်တို့စနစ်အရာ လေးတွေဒီဒီချိန်မှာကြနိုင်တယ်ကြရင်လေးရှေ့ပြီးတော့ကောလေးအခွတော့တော့ဒါနဲ့ကြမယ်ဆိုရယ်စနစ်အဲ့တော့အကွက်နဲ့ဆယ်လုံးတော့ကျွန်တော်ထိုးတယ်အကွက်နဲ့ဆယ်လုံးတော့ထိုးတယ်အဲ့တည်းမှာထိုင်တစ်ကွက်ပါတယ်ဒီချိန်မှာထိုင်ကြတဲ့ရှေ့တယ်ဒီလေးထိုင်လေးဒီတရားလေးထပ်ပြီးရုပ်ပြီးတယ်ပေါ့နော်ဒါဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီဖြစ်စဉ်ဒီစနစ်ကအခုပြလိုက်တာကလေးဒီထိတ်စိကြလေးထိတ်စိနဲ့ကြရင်ရှေ့ဘူးတော့မဟုတ်အခွတ်ဆိုရယ်စနစ်နဲ့လာနိုင်တဲ့ခဲကလေးရှေ့ဘူးနဲ့ဒီချိန်မှာ မိရှိမှုနဲ့ပုံမှုလိုက်ကစားတဲ့စနစ်တစ်ခုကျွန်တော်ကမိရှိလူကိုလက်ဆောင်နဲ့တတ်ပြပြေးခြင်းနေတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ခုခါတုံးခါနှစ်ခါခုတုံးနှလုံးပေါင်းခြင်းနှစ်ခုနှစ်ခါလို့ပြန်တယ်ဒီနှလုံးပေါင်းခြင်း၄လို့ဖြစ်တယ်အဲ့ဒီကောင်ဒီတစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၁၀ချိန်ချပြီးရင်တစ်ခါဖြတ်ပြီးဖြစ်နော်၈၄ခွ၈ခါ၄ခါနှစ်ခါဒီကနေ့နှလုံးပေါင်းခြင်း၄လို့ပြန်ဖြစ်တယ် ပထမကူ၃နှစ်ဒုတိယ၈လေးနှစ်အစီအစဉ်လိုက်ပဲသူကတိကျလာဖြစ်တာအဲ့ဒီပုံစံနဲ့မှနှစ်ခန်းအကွာဘူးအဲ့ဒီပုံစံနဲ့ဖြစ်ပြီးနောက်တစ်ခါတတိယကကဒီမှာလာဖြစ်တာခုံငန်းနှစ်ဆိုဒီဆိုပြီးလာဖြစ်တာပထမဒီမှာပြီးခဲ့တဲ့လမ်းကြောင်းဒီကုစစ်ခုံဆိုတဲ့လမ်းကြောင်းနဲ့ခါတလုံးထည့်တယ်ဒီမှာကျတော့ကျွန်တော်တို့က၃၄၅ဆိုတဲ့လမ်းကြောင်းနဲ့ခါတလုံးထည့်တယ်ဒီနှလုံးပေါင်းကြီးရတဲ့နှစ်ကိုနှစ်နှစ်ခါပုံသေးလို့ဒီလိုမျိုးတက်တက်ရရသုံးကက်စီခင်းထားတယ်ဒီတနေရာပဲရှိတယ်ဒီကုစစ်တစ်ခုပဲရှိတယ်အဲ့ဒီနှလုံးပေါင်းကြီး၄စနစ်ကနေကျွန်တော်တို့ကဘာလို့လိုက်ကစားခြင်းမလဲ ဒီလိုတော့မောင်ကြီးလေးလို့ဖြစ်ပြရတယ်ဒီချိန်နဲ့ချိန်သုံးချိန်လေးချိန်ရောက်မှာတဲ့ဗရိငှားလို့ပုံကြီးထွက်တယ်ဒီဖြစ်စဉ်ဒီတမိုင်းကြောင့်နေကြည်ကြက်တဲ့နေအများကြီးရှင်တော့ကျွန်တော်လူချင်းပဲထောက်ပြရတယ်ဒီချိန်နဲ့ချိန်သုံးချိန်လေးချိန်ရောက်မှာသုံးတိချိန်နဲ့ဗရိငှားလို့ရိုက်တယ်ပထမကဒုတိယကတည်းကဒီချိန်နဲ့ချိန်သုံးချိန်မြောက်ပြည့်တဲ့အချိန်မှာနှစ်တိချိန်နဲ့ဗရိငှားလို့ရိုက်တယ်တတိယကတည်းဒီချိန်နဲ့ချိန်သုံးချိန်ချပြည့်တဲ့အချိန်မှာတစ်တိချိန်နဲ့ဗရိငှားလို့ရိုက်တယ်အဲ့လေးပြစင်ပြပြီးဒီချိန်နဲ့ချိန်သုံးချိန်လေးချိန်မြောက်မှာတုံးတဲ့ချိန်နဲ့ပရင်ငါနှစ်ချိန်နဲ့ပရင်ငါတစ်ချိန်နဲ့ပရင်ငါအစီအစဉ်တကြပဲသူကပရင်ငါကိုလည်းပြန်ထည့်လာအဲ့လိုထည့်လာပြီးမှအဲ့ဒီပရင်ငါရဲ့ ။တနေ့နေ့၃နှစ်မြောက်နှစ်ထဲမှာလေးရှိမှုတိကျကြ။အဲ့ဒီဘရင်ကတနေ့နေ့၃နှစ်မြောက်ထဲမှာလေးရှိမှုတိကျချိန်မပြတ်မကွက်ကြ။ဒါဆိုရင်အဲ့ဒီဗိုင်းကတနေ့နေ့တုန်းနေမြောက်အခုရောက်တဲ့တစားတဲ့2025တဲ့မှာဒီဖုန်းဒီစနစ်အရာဆိုရင်လေးရှိမှုဒီတစ်ချိန်လိုက်လာနိုင်တယ်ဒီယူဆကိုကျွန်တော်လိုက်ပြီးတယ်ပေါ့နော်လေးရှိမှုဒီတစ်ချိန်မပြတ်မကွက်လိုက်လာနိုင်ဒါဆိုဟုတ်ပြီလေးရှိမှုလို့ကြားတဲ့ချိန်မှာဘယ်လိုစနစ်မျိုးနဲ့ကြားရလဲ 呢四步路就正咪即系咪個家嘢成神馬咧？點解阿媽到你時不應阿嚟偷的積成咗？阿也暴發，阿也暴發咧。喂，東哥望見啲嘢得寫入書嚟講咧，呢四步路就正執住咗咧。點解所以人就點解不應阿？點解不應做？點解不應顧？馬抄古的，嚟積成，所以東哥望見得寫的嚟積成，睇點解呢四步路就正昂鼻睇話嚟嘅？得唔得？主要今日就係咩嚟嘅？點解不應顧？點解不應食？點解不應讀書？不應寫不應？ ကိုပရိဆိုတဲ့ရိုက်ချက်နဲ့ဒိတ်သုံးပေါင်းချင်းဒီ9ရဲ့ပါပေါ့ဒိတ်သုံးပေါင်းချင်း30ဆိုတဲ့ဖြစ်စဉ်နဲ့၄ရှိဘူးတဲ့ချင်းဒီအောင်းပေးထားပါတယ်။ဒါဆိုတတိယကကျွန်တော်တို့ဒရမ်းနဲ့ကက်အလှည့်ရောက်တဲ့အချိန်ကမှာရောက်တဲ့အချိန်ကမှာပေါ့နော်ဒီပရိ9ကြောင့်၄ရှိဘူးတဲ့ချင်းဒီပရိသုံးပေါင်းချင်းတန်းရဲ့30လို့ဖြစ်စဉ်နဲ့၄ရှိဘူးတဲ့ချင်းကကြပြရမယ်ဆိုတဲ့စနစ်အဲ့အခုဒီဖြစ်စဉ်ကိုကစားဖို့ဒီ၄ချိန်လေးကျန်တော့ခု2025မှာအချိန်30ထွက်ပြီးသွားပြီ။အချိန်30လုံးဝပြောင်းထွက်ပြီးသွားပြီ။၄ဒီထိတ်စီလုံးဝကြမလာသေးဘူး။ ကြမလာသေးတဲ့အတွက်ဒီဖြစ်စဉ်ကိုကစားကြင်လဲဆိုဒီ၄ချိန်မှာကျွန်တော်တို့ထောက်ကစားရမယ်ဆိုထိုက်တန်နဲ့တပတ်မှာဒီချိန်နဲ့လိုက်ကစားတာထိုက်တန်နဲ့ကစားကွဲလို့ကျွန်တော်တို့အစီအမြင်ထားတယ်ပေါ့နော်ဒါကျွန်တော်တို့ထိုက်တဲ့တန်နဲ့ကစားတဲ့နဲ့ကစားကွဲတစ်မျိုးလို့ရှိမြင်ထားတယ်ကံပေးရင်ရမယ်ကံမပေးရင်မရဘူးဒါထုံးစံမယ်နော်ချဲ့ရဲတော့ဘာဘယ်မှမပိုင်ပါဘူးပေါ့နော်အဲ့တော့ရှေ့ဖြစ်စဉ်နိုင်မယ်တက်ကြည့်မယ်ဆိုကျွန်တော်ဒီ၂၀တချိန်မှာတက်မယ်ဆိုဒီမှာ break ရှိရှိဒီမှာ break ခွန်ရှိရဲ့အတွက် အဲ့ဒီမှာ brake ငါရှိဒီမှာ brake ရှိရှိဒီမှာ brake ငါရှိတယ်ဒီနေရာကို brake ကိုလို့တက်မှာရှင်းငါကွန်ဆိုမှာ brake တုံးကပေါင်းခြင်းဒီအစဲလို့ဖြစ်လဲဒါဆို၄ရှိဘူးနဲ့ brake ကိုဆို၄၄ကိုလို့ဒီဘက်လိုပါမျိုးမှာထက်ကစားရမယ်ဒီဘက်မောင်းခဲ့ပြီတော့မောင်းခဲ့ရင်နောက်ဘက်မှာဆိုလို့ရှိရင်ဒီမှာ brake 6ဒီမှာ brake ငါဒီနေရာကို brake ကိုလို့ထက်မှာ6 9ကိုဆိုမှာ brake တုံးကပေါင်းခြင်းတစ်စဲဖြစ်မယ်ဒါဆို၄ရှိဘူးနဲ့ brake ကိုဆို၄၄တစ်ဆိုတော့ကဏ္ဍတကူထက်ကစားရမယ်အတတရကအတတရဒီဒီနှစ်ချိန်ပေါင်းလို့ပြီးတော့နောက်တစ်ချိန်နောက်တစ်ချိန်မှာဆိုဒီမှာ brake 2ရှိတယ်ဒီမှာ brake 9လို့ရှိတယ်ကိုခွန်လို့ရှိတယ်ဒီနေရာကို brake 4လို့ထက်ကစားရမယ် ဒါဆိုလေးချီပြီးနဲ့ဖိလေးဆိုဒီနေရာမှာမင်းလေး6ဆိုကနန်းတက်တက်ပဲဟိုကမှာအဲ့ဒီနောက်ကျင်မောင်းကဲဆိုတာဒီနောက်ဆုံးကျင်ကျွန်တော်တို့24ကျင်ကျော်မှာထပ်ပြီးနောက်ဆုံးကြိုးစားခွင့်အနေနဲ့ထိုးမယ်ဆိုလို့ရှိရင်ဒီမှာ break 3ရှိရဒီမှာ break 1ရှိဒီနေရာကို break 6လို့ထဲမှာ break 3တိ6လို့ထဲမှာ break 3ကိုပေါင်းရင်တဆယ်လို့ဖြစ်မယ်အဲ့လို30လို့ဖြစ်ဖို့ပဲဆိုလို့ဒါလေးလေးရှိဆိုကနန်းတက်တက်ကွအဲ့ဒီလေးကျင်နဲ့ကျွန်တော်တို့ထိုးရမှာဒီလေတပတ်မှာတက်တက်ကွဆက်ပြီး like ထိုးရတာဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေများ စိတ်ဝင်စားတဲ့ပိဋကရှိတဲ့အုံးရအောင်လို့စေတနာအရင်ခံပြီးတော့ပြောရရှင်းပြပေးတာမှတ်တည်မှန်တည်ဆိုတာကလန္ဒရန်မှာကံလည်းပဲသက်ဆိုင်တယ်နော်ကံကောင်းရင်ရမယ်ကံမကောင်းရင်ကျွန်တော်တို့ပောက်ကွက်ဖြစ်နေတာအဲ့တော့တစ်ထောင်မှတစ်ကျင်းကိုတစ်ကွက်တစ်ကွက်လိုက်ထိုးရတယ်ကြိုက်နေတဲ့ပိဋကရှိရင်တုံးနိုင်ရင်အတွက်ကျွန်တော်ရဲ့ပိစားတဲ့အပိုင်းကိုပြန်လည်မျှဝေပေးခြင်းတာဖြစ်တယ်ကြိုက်မှတုံးမှမကြိုက်မတုံးပါနဲ့ပေါ့နော်အဲ့တော့ဒီချိန်မှဆိုရင် လေးလေးကူလို့ထိုးရမယ်မောင်ကဲဦးရောမောင်ကဲနောက်ချိန်မှာလေးလေးတင်လို့ထိုးရမယ်မောင်ကဲဦးရောမောင်ကဲနောက်ချိန်မှာဆိုလေးလေးချောက်လို့ထိုးရမယ်မောင်ကဲဦးရောနောက်ချိန်မှာဆိုလေးလေးချစ်လို့ထိုးတယ်တစ်ဘက်ကိုတစ်ကွက်တဲတစ်ကွက်တဲလိုက်ထိုးလို့ဖြစ်တယ်ဒီက တိုက်နဲ့တက်တဲ့စိတ်သက်ရှိသုံးပါပေါ့နော်ဒါလေးကိုပြောကြကြင်တယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီလေးကြိမ်လေးကြံတော့အထင်းမှာတကယ်လို့ဒါဒီစနစ်အောင်မြင်ကြမယ်ဆိုလို့ရှိရင်ဘယ်အကြိမ်မှာအောင်မြင်မှုပိုရနိုင်တယ်လဲဆိုတဲ့အတွေ့ဖတ်ဆက်ဒုတိယဒုတိယထပ်ပြီးပြင်ပြီးတော့ပြေးမယ်အတွေ့ပေါ့နော်ဒီလေးကြိမ်နဲ့တည်းဘယ်တင်ကြိမ်မှာတင်ကစားတင်တယ်လဲဒါကိုထပ်ပြီးတော့ကျွန်တော်တို့စဉ်းစားသုံးသပ်ကြည့်အောင်ပေါ့နော်စဉ်းစားသုံးသပ်ကြည့်အောင်အခုအချိန်ဒီထိကျွန်တော်ရှင်းပြတဲ့အချိန်ဒီတိုက်နဲ့တက်တယ်ဆိုရင်လိုက်ထူအောင် အဲ့ဒီနေရာမှာကိုကျွန်တော်တက်ပြီးပြောမှာကဒီကျန်တဲ့၄ကျင်အပြင်မှာဘယ်ကျင်မှာဒီကစားကုတ်ကိုတင်ပြီးတော့ထိုးတင်တယ်လဲဆိုတော့ယူဆမှုပိုင်းကိုဖတ်ပြီးတော့ကျွန်တော်ရှင်းပြပေးမယ်နော်အော်ဒီထောက်ချက်ကိုကျွန်တော်ပြောခဲ့တာက၃တိုင်းနဲ့ပရိင္ငါ၂တိုင်းနဲ့ပရိင္ငါ၄တိုင်းနဲ့ပရိင္ငါလို့ပြောခဲ့တဲ့အကြောင်းတရားဒီ၅ကြောင့်ဖိတ်သုံးကောင်ကြီးတစ်ဆင်နဲ့၄စီကိုကြားရဲဆိုဖြစ်စေပြောခဲ့တဲ့အနေထားမှာသူရိုက်လာတဲ့အဲ့ဒီဖြစ်စဉ်နဲ့ရိုက်ချက်တဲ့အကြောင်းဒီဒီနေရာမှာလာပြီးအောင်တော့ပရိင္ငါဒီမှာ break ချော့ဒီမှာ break 2ဆိုပြီးအောင်းပေးတာဒီ၅၆ကိုဒီနေရာမှာတက်တယ်လို့အောင်းတယ် အောင်းတဲ့နေရာမှတ်တမ်းကိုကျွန်တော်ပြန်ကြည့်ရခြင်းဒီနေရာမှာတုံးထိန်နဲ့ဗရင်ငါးလိုရိုက်ခဲ့တယ်ဗရင်သုံးပုံရဲ့30လိုဖြစ်တဲ့အချိန်ကဒီဗရင်ငါးရဲ့နောက်နဲ့တုံးထိန်စီးနဲ့ရိုက်ခဲ့တယ်ဗရင်ငါးရဲ့နောက်နဲ့မှာတုံးနောက်ပိတ်ခံပြီးမှဒီနေရာမှာတုံးနောက်ပိတ်ခံထားတယ်အဲ့ဒီဖြစ်စဉ်အောင်းဖို့အတွက်တုံးနောက်ပိတ်ခံပြီးမှဒီဗရင်သုံးပုံချင်းကို30လိုဖြစ်စဉ်ထည့်ပြီးတော့အောင်းထားတာလားဒါဆိုဒုတိယကျက်ဒီမှာလည်းနှစ်တိတ်ကိုဒီနေရာမှာလည်းဆင်းဆင်းလေးပဲဒီမှာနှစ်နောက်ပိတ်လိုခံထားတဲ့ဘေးမှာမှอืม sorry 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 ဒီ line ဟုတ်နော်အဲ့အဲ့စနစ်ကိုထောက်တာဒီ line ဟုတ်ကျွန်တော်တစ်ချက်လေးပြန်ကြည့်ရအောင်နော်ခဏလေး sorry 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 လာအာဖိန်ကျင်းလွင်နော်တခြားဖိန်တခုတခြားဖိန်တခုနော် sorry sorry ဒီစနစ်ဟုတ်ဒီဖိန်ကဒီစနစ်ဟုတ်နော်အဲ့ဒီ၃နှစ်တည်းကတခြားကစားနေဖြစ်နေနော်အဲ့ထားပါလိုက် အဲ့ဒီသုံးနှစ်တည်းထောက်ချက်နဲ့အစားကစားကွက်ရှိတယ်ဒီလေးဘူးလေးအပူမဟုတ်တဲ့ကစားနည်းတစ်မျိုးပေါ့နော်အဲ့ဒါနဲ့ရောသွားလို့နော်အဲ့တော့ဒီဖြစ်စဉ်ဒီဒီပုံစံတိုင်းအောင်တာပေါ့နော်ဒီဖြစ်စဉ်ဒီဒီပုံစံတိုင်းအောင်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေကစိတ်ဝင်စားတယ်ဆိုလို့ရှိရင်အဲဒါလိုက်ထောင်းပေါ့ကဲဒါဆိုလို့ရှိရင်အဲ့ဒီသုံးနှစ်တည်းပြည်နိုင်ကတခြားကစားကွက်ရှိတယ်နောက်တစ်မျိုးကသူ့ကိုချုပ်ထားတယ်ဗိတ်သုံးပါးကြီးတစ်ဆယ်လို့ဖြစ်တယ်ဖြစ်တဲ့အချိန်မှာဒီနေရာမှာလေးရှည်ပြီးထွက်ဖို့တဲ့သူ့ရဲ့ဆောင်ဒီချိန်မှာခွာလေးလို့ကဲခံထားမယ်တဲ့ ွာလေးလိုတက်ခိုင်းတယ်အဲ့ခွာလေးရဲ့အပေါ်မှာပုံစံပရိတ်ချောက်လိုရိုက်ထားအဲ့ပုံစံပရိတ်ချောက်နဲ့ဒီမှာခွာလေးနဲ့30ကိုဒီနှလုံးပေါင်းရင်း30လို့ထည့်ရမယ်30လို့တက်ပြီး30ရဲ့နှက်ကဒီနှလုံးပေါင်းရင်းခွန်လို့ချုပ်ထားမယ်အဲ့လိုချုပ်တဲ့ချုပ်ွက်မှာမှဒီပရိတ်ငါးရဲ့ဒီပရိတ်ချောက်ဒီပရိတ်ကိုဒီစနစ်ကိုအောင်းလာလားဒုတိယတက်ဒီနေရာမှာအဲ့စနစ်ကိုအောင်းခဲ့တဲ့အချိန်ကမှာပရိတ်ကိုပရိတ်ရှိပရိတ်တော့ဒီစနစ်နဲ့ပဲပရိတ်သုံးပေါင်းရင်း30ဆိုတဲ့စနစ်နဲ့၄ရှိဘူးတကယ်တက်အောင်လားအဲ့ဒီအချိန်မှာဒီနေရာမှာ၄ရှိပြီးရပြီတဲ့တစ်ချိန်တစ်ချိန်၃ချိန်မြောက်မှာ၄တက်ကို ခွာလေးလို့ခံထားရမယ်ဒီမှာခွာလေးလို့ထောက်ပြီးပါလေးကိုရှင်းပြလိုက်ရတာအဲ့ခွာလေးရဲ့အပေါ်မှာပုံသေးဗရိတ်ချောင်းကိုထောက်ထားရမယ်ဒီမှာထောက်ထားရပြီးရင်ဒီဗရိတ်ချောင်းနဲ့ခွာလေးနဲ့တဆဲကိုတိတ်ဆိတ်နှလုံးတဆဲလို့ဒီညမှာပြန်ထည့်ရမယ်ထည့်တယ်ထည့်ရင်တဆဲရဲ့နောက်ကနောက်ပြီးသုံးပေါင်းချင်းခွန်းလို့ထပ်ပြီးတော့အဖြစ်ရမယ်ဖြစ်ပြီးတယ်အဲ့လိုဖြစ်တဲ့အချိန်ကျမှဒီဗရိတ်သုံးပေါင်းချင်းတဆဲဆိုတဲ့မက်ကန်နဲ့ဒီမှာလေပုံစံတူနှစ်ကက်ကအဲ့လိုအောင်ခဲ့တာအဲ့လိုပုံစံတူနှစ်ကက်ကအောင်ခဲ့တာဆိုခုကျန်တဲ့၄ချိန်အတွင်းမှာအဲ့ဒီပုံစံတူနဲ့အချိန်ကြီးကိုကျွန်တော်တို့ကတင်းထူးတင်တယ်ဆိုရင်ဒီအချိန်နဲ့တင်းထူးလို့ရတယ် အဲ့ဒါကဘာလဲဆိုတော့ဒီနေရာမှာလေးရှည်မှုလို့ဝင်လာဖို့အတွက်တစ်ချိန်တစ်ချိန်သုံးချိန်မြောက်မှာခွာလေးလို့ပြတ်ထောက်ရမယ်ဒီတစ်ချက်ပဲထောက်တာရှိအောက်မှာမရှိတော့ဘူးပြီးရင်သူ့ဘောမှာလည်း break ချောက်လို့ပုံစံထောက်တာမှာဒါလည်းထောက်ထားတယ်ပြီးရင်တိတ်ကြီးနှလုံးကြီးတစ်ဆဲလို့ရရမယ်ဒါလည်းရိုက်ထားတယ်ဒါလည်းရိုက်ထားတယ်ပြီးရင်တစ်ဆဲရဲ့နှက်ကနောက်ပိတ်သုံးလုံးပေါင်းချင်းကိုခွန်းလို့ထည့်ထားမှာဒါလည်းထည့်ထားတယ်အဲ့တော့ဒီဖြစ်စဉ်ကိုရှင်းနှက်ကဖြစ်စဉ်တိုင်းပဲပုံစံတူအတိအကျလိုက်ပြီးအောင်မဲ့အကျင့်ရည်ဒီလိုပုံစံနဲ့အောင်ပါဆုံးဒီတင်ဒီစနစ်ကိုအော့ပြီးတော့ကစားတဲ့အတိုင်းလို့ဒါကျွန်တော်က င်းစားတွေးခေါ်ထားတယ်ပေါ့နော်ဒါကျွန်တော်တွေးခေါ်ထားတဲ့အပိုင်းကိုရှင်းပြလိုက်တာအဲ့ဒီနေရာမှာဒီလေးရှိဘူးလို့ဝင်ပရိသတ်ဘောင်ချင်းတက်တက်ဆက်ဖြစ်ဖို့ဆိုရင်တရား complete ပြအောင်ကိုးနောက်ပြီးကျလုံးထည့်ပြီးလေးလေးကိုးဆိုတဲ့ကဏ္ဍကဒီအချိန်မှာတင်ဒီစနစ်မျိုးကိုကြိုက်တယ်ဒီစနစ်မျိုးနဲ့ပဲ organize ကစားချင်တယ်ဆိုဒီလေးလေးကိုးဆိုတဲ့ကဏ္ဍတစ်ခုကအင်ပန်တန်ကစားတဲ့အချိန်မှာပါတယ်လို့ဖြစ်စဉ်ပေါ်မူတည်စီကြောတိုင်းနဲ့နော်ပြီးတဲ့စနစ်တိုင်းမှာကျွန်တော်တို့ထောက်ပြတာစနစ်အောင်ရင်ကဏ္ဍအောင်မယ်စနစ်မအောင်ကဏ္ဍမအောင်ဘူး ကျွန်တော်မိတ်ဆွေများကလည်းတန့်ရှင်းတက်မှလိုက်ပြီးတော့သုံးပါဒါလို့အမှတ်ရပြောမယ်အဲ့တော့ပထမဖြစ်စဉ်ထောက်တဲ့ဖြစ်စဉ်ဒီပထမဖြစ်စဉ်ထောက်တာဒီဗရိတ်တုံးပုံကြီး30လို့တန်းတဲ့အချိန်ကမှ၄ရှိခုနဲ့အောင်းတဲ့အချိန်မှဒီနာမှာဗရိတ်ချောက်ပုံကြီးထောက်တဲ့ခွာလေးလိုပုံကြီးဖြစ်တယ်ဒီကနန်း၅လုံးပုံကြီး30ကိုနှလုံး30ရတဲ့30နဲ့ကဒီလိုခွန်ပြီးမှကနန်း၉လုံးပုံကြီးကို30လို့ပြန်ဖြစ်တယ်၄ရှိခုနဲ့တကွက်တဲ့ဆက်အောင်းနဲ့ဒုတိယကဖြစ်စဉ်ဒီလိုကြည့်ရမယ်ဒီမှာဗရိတ်ချောက်ပုံကြီးထောက်တဲ့ခွာလေးလိုထောက်တဲ့ ီ30ကိုဒီလို30လို့ပြန်ထည့်တယ်ဒီသုံးလုံးပေါင်းချင်း30ရဲ့နဲ့ကခွန်လို့ထည့်ပြီးမှဒီကနန်း6လုံးကိုပြန်ပြီး30လို့ထည့်တယ်ထည့်တဲ့အချိန်မှာ၄ရှည်မှုနဲ့နောက်ပိတ်ဒီလုံးကိုဒက်ထည့်ပြီးတော့အောင်းတယ်တတိယဖြစ်စဉ်အဲ့ဒီပုံစံတိုင်းအောင်းအောင်မယ်ဆိုဒီကျင်းအခွင့်ရေးအကောင်းဆုံးခြေနေဖြစ်နေတယ်ဒီမှာပရိတ်6လို့ပုံစံထောက်ထားတယ်ခွာလေးလို့ထည့်ထားတယ်ဒီနှလုံး30လို့ထည့်ထားတယ်ဒီသုံးလုံးဒီခွန်လို့ထောက်ထားတယ်အဲ့တော့ဒီပရိတ်ရဲ့ဒီပရိတ်ရဲ့ဒီပရိတ်ရဲ့ကနန်း6လုံးပေါင်းချင်း30လို့ပြန်ထည့်ရမယ်ကနန်းကုလုံးပေါင်းချင်း30လို့ပြန်ထည့်လို့ဒီနေရာမှာ break ရှိဒီနေရာမှာ break ငါးရှိတယ်ဒီနေရာမှာကနန်းသုံးလုံးပေါင်းချင်းကိုဆွဲရက်လိုက်ကိုထည့်ရမယ် အဲ့ဒီချိန်မှာဒီ quality ထောက်တဲ့အချိန်မှာရှေ့ရလို့၄၀ဘူးတက်ရှေ့အပူတက်တယ်ကြာမယ်ဆိုလို့ရှိရင်ကွန်ပျူတာကိုယ်တလုံးထည့်ရမယ်ဒါကြောင့်လေးလေးကူးဆိုတဲ့ကနန်တစ်ခွက်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒါဒီချိန်မျိုးမှာဒီစနစ်ကိုကြိုက်တယ်ဒါဒီပုံစံအောင်ရင်ငါတို့ကတော့ယူမှာပဲတစ်ခွက်ကချရဲတယ်ဆိုတဲ့မိတ်ကြီးဖိုက်ရဲတယ်ဆိုတဲ့မိတ်ဆွေကဖိုက်ပေါ့ဟာဒါတော့မဖြစ်နိုင်ပါဘူးဒါမျိုးဖြစ်စင်တယ်ဆိုချက်ထွက်လို့မရဘူးဒါမျိုးမကြိုက်ဘူးဆိုတဲ့မိတ်ဆွေကတကြက်ဖို့မှမထုံးဘူးတအားပတ်စံတဲ့ခါတော့ထုံးမှာပေါက်ရလဲကိုယ့်အကူယူသွားမပေါက်လို့ကိုယ်ရင်လဲကိုယ့်အကူအရှုံးခံလိုက် ကျွန်တော်ဘာတရားချက်မလို့ပြီးစရာမလိုဘူးဘာ response မလဲတွန့်ပြန်စရာမလိုဘူးစေတနာအရလာကျွန်တော်တို့တင်ပြပေးတာဖြစ်တယ်ကိုယ့်ရဲ့ပိတ်သက်ကိုကိုရှုမြင်တဲ့အပိုင်းမှာဒီလိုဒီလိုစနစ်တွေတော့ကျွန်တော်ဒီလိုဒီလိုပြေးလိုက်တယ်ကျွန်တော်တွေးတဲ့အတူခေါက်ကြိုက်တယ်ဆိုလိုက်ထိုးမကြိုက်မထိုးနဲ့ကြောသွားကြိုက်လို့ထိုးတယ်ဆိုလို့ရှိရင်ကိုဆုံးဖြတ်ချက်နဲ့ကိုထိုးတာကိုပစံနဲ့ကိုထိုးတာကိုကိုယူကိုကိုလည်းတရားချက်မပြေးစရာမလိုဘူးမပေါက်ရင်လည်းလာပြီးတော့အကျွန်တော်တို့ဘလောက်ပါသွားပြီးတော့ပုံသွားပြီးလာမပြောနဲ့ကိုလောဘနဲ့ကိုသွားကြတယ်အဲ့တော့လောင်းကစားဖြစ်နိုင်ရင်လုံးဝမလောက်ပါနဲ့ လုတ်ပြီးဆိုရင်တောင်ပဲမိသားစုစာဝန်တွေထိခိုက်အောင်ဘယ်လိုမျိုးအနေနဲ့ဘယ်တော့မှမလုတ်ပါနဲ့ထပ်မှန်ပြီးတော့တတိပြည့်တယ်ကိုနိုင်တဲ့ဝန်ကိုပဲထပ်မှမနိုင်တဲ့ဝန်ကိုမထပ်နဲ့ဒါဆိုဒီလေးလေးကိုဒီလေးလေးကိုနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့နောင်တော်ကြီးမိတ်ဆွေပေါ့နော်ဇာဝနိုင်ရဲ့တင်ထားတဲ့မွေးကနန်အင်မတန်အားကောင်းတဲ့မွေးကနန်တစ်ခုအနေနဲ့တင်ပေးထားတယ်ရှိပါတယ်လောလောလတ်လတ်လေးမှာတင်ပေးထားတယ်ရှိတယ်ဒီလေးလေးကိုမွေးကနန်စိုက်ကိုကြိုက်တယ်ဆိုဦးနိုင်ရဲ့အကောင့်ထဲမှာဘောရမဝင်ပြီးတော့ကြည့်ပါပေါ့နော်ဒါတင်ပေးထားတဲ့စနစ်အင်မတန်ကောင်းပါတယ်ကျွန်တော်ရဲ့မိတ်ဆွေဦးနိုင်တင်ပေးထားတဲ့မွေးကနန်ရှိပါတယ်ပေါ့နော် ်69တောင်းနေ44ကိုနှစ်ကွက်ကိုတွေ့အောင်မှာ69ချောက်ကြီးအောင်ပြီးသွားပြီတဲ့44ကိုတစ်ကွက်ကျန်နေဆိုတင်းပေးထားတယ်အင်မတန်အားရစရာကောင်းပါတယ်ဝီကနန်စိုက်တင်းပေးထားတယ်အဲနောက်တစ်ခုပေါ့နော်နောက်တစ်ခုဒီကောင်ရဲ့အာတာချက်ရှိတဲ့လမ်းကြောင်းကိုကျွန်တော်ထောက်ပြပေးမယ်ဒီ9ဆွန်းတဲ့ခုနှစ်ကတော့သူကထောက်မရဘူးဒီ9ဆွန်းတဲ့ခုနှစ်ကလည်းစထောက်ပေးရတယ်အဲဒီ9ဆွန်းတဲ့ခုနှစ်တိုင်းပါတဲ့သူရှိခွန်ဆွန်းတဲ့ခုနှစ်တဲ့ကအပုခွာတစ်ကွက်ကမပြတ်မကွက်လိုက်ကိုယ်ပြန်စစ်ကြည့်နော်ကိုယ်ပြန်စစ်ကြည့်နောက်တစ်ခါ ဒီ90ခုနှစ်ထဲမှာဆိုသူရှိကွန်ဆွန်နဲ့88ခုနှစ်ထဲကအပူခွာကနန်းတစ်ခွက်ဒီမပြတ်မကွက်လိုက်ထားတာရှိတယ်။ဟာဒီ90ခုနှစ်ထဲမှာဆိုရင်ဟာဒီကွန်ဆွန်နဲ့ထဲကအပူခွာကနန်းတစ်ခွက်ဒီမပြတ်မကွက်လိုက်ထားတာရှိတယ်။ဒီ90ခုနှစ်မှာလည်းပဲသူရှိကွန်ဆွန်နဲ့ဟာဒီ2009ကအပူခွာကနန်းဒီတစ်ခွက်မပြတ်မကွက်လိုက်ထားတာရှိတယ်။အဲ့စနေပြီးတော့ဟာဒီ2025တဲ့ကူသူရှိကွန်ဆွန်နဲ့ဟာဒီ2019ကအပူခွာကနန်းတစ်ခွက်ဒီမပြတ်မကွက်လိုက်ထားတယ်။အဲ့စနေကအခုဒီမောင်းနေဘူး။ ခုဒီမောင်လေးဆိုဒါဆို2019ထဲမှာအပုခွာကနန်းတွေဘာကြီးရှိတယ်လဲတစ်တစ်ချောက်ဆိုအပုခွာကနန်းဒီမှာတစ်ခွက်ရှိတယ်ချောင်းငါးချောက်ဆိုတော့အပုခွာကနန်းတစ်ခွက်ရှိတယ်နောက်တစ်ခုပါရှိနှစ်နှစ်လေးဆိုတော့အပုခွာကနန်းတစ်ခွက်ရှိတယ်လေးကိုးလေးဆိုတော့အပုခွာကနန်းတစ်ခွက်ရှိတယ်သုံးရသုံးရငါးဆိုအပုခွာကနန်းရှိစတဲ့အချိန်အပုခွာကနန်းတွေဘယ်နှခွက်ရှိလဲကိုယ်ပြန်စစ်အိုက်တဲ့တစ်ခွက်ဒီဒီ2025တဲ့ကိုတာနှစ်ထန်းအကွာဝေးလိုက်ပို့တဲ့စနစ်ပေါ့ဒီနေရာမှာလေးကိုးလေးဆိုကနန်းတွက်ထားကြတာရှိလို့ဒီလိုအားတော့ဒီလိုအားတာချက်တွေရှိရပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်ကဒီကနန်းကိုမန်ပတ်ကက်ထက်မှာထည့်ကစားလိုက်တယ် ဒုတိယ organ အနေနဲ့ကျွန်တော်တုံးထားတယ်ပေါ့နော်ကျွန်တော်မိတ်ဆွေများကြိုက်ရင်တုံးပါတစ်ခုထပ်ပြီးတော့သတိပေးပါမယ်ကျွန်တော်လည်း line မကောင်းလို့ like ကိုလွှင့်ကြသွားရှိတယ်ပြတ်တောင်းပြတ်တောင်းနဲ့ဒီနေ့တော့အောင်မြင်သွားပြီလို့ပြောအောင်ပေါ့နော်ဒီကနန်းလေးကို like လွှင့်ပြီးကျွန်တော်ပြောကျင်နေတာပြောလို့ line မကောင်းလို့လွှင့် like တက်လိုက်ကြလိုက်နဲ့ပြီးဆုံးအောင်ဒီ like ကိုမပြောအောင်ပေါ့နော်ပြီးခဲ့ like မှာလည်းတော့တကယ်တကယ်ကြသွားတယ်ပေါ့ကွာဒီနေ့တော့အောင်မြင်သွားပြီလို့ယူဆလို့ရတယ်နော်တော့အောင်မြင်သွားပါပေါ့နော်အဲ့တော့ထပ်မှမြေသတိပေးပါမယ်2025ကြံလေးချိန်အတွက်အချိန်တိုင်းကနန်းကျွန်တော်လုံးဝမရောက်တော့ပါဘူး ပြီးတော့လည်းကျွန်တော်မှန်မှာ forest နဲ့ common မခေါ်ဘူးဆိုတာသိချကျွန်တော်မှာဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်မရှိသေးပါဘူးအဲ့ဒီအတွက်ကျွန်တော် line ပေါ်မှာတင်ပေးထားတဲ့ကဏ္ဍတွေအားလုံးကမှန်မှာကတ်မှာတုံးတဲ့ကဏ္ဍတွေပဲပူဇော်ပေးပြီးတင်တာများပါတယ်အဲ့ဒီကြိုက်နေတဲ့လူတွေကကိုယ့်အားနဲ့ကိုယ်ပေါ့နော်ဒီလိုနေရာမှာ live ရှင်းနေနေရာတွေမှာကြည့်ပြီးတော့ like ပြီးတော့ထိုးပါကျေးဇူးပြုကျွန်တော်ကိုနောက်ရှင်မပေးကြပါနဲ့ဖုန်းခေါ်တင် Viber ကနေလှမ်းပြီးတော့ကဏ္ဍတောင်းခြင်းမျိုးမလုပ်ကြဘူးအထူးပဲမြေတားရိုက်ခံအပ်ပါတယ်ဒီကဏ္ဍကျွန်တော်ဒီဘက်မှာကစားထားတာနှုတ်အပြင်ကျွန်တော်ပြောလိုက်မယ်ပထမဆုံးကျွန်တော် live အစောကြီးကျွန်တော်တင်ပေးလိုက်တယ် တရက်နေမှာချက်ချက်တယ်နှစ်ရက်နေမှာဖိုင်စနစ်မြင့်ပြီးတော့ကစားသားလို့ကျွန်တော်တင်ပေးလိုက်တယ်ဒီဘက်မှာဖိုင်ကြိုက်နေတဲ့ပုံကများဆို20ကျင်းဒီဖိုင်လိုက်ဖို့အားကောင်းဆုံးပါလို့ကျွန်တော်ရှင်းပြလိုက်တယ်အဲ့ဒီဖိုင်လေးကနှစ်ဖိုင်ကိုကျွန်တော်အကြိုက်ဆုံးဆိုပြီးတော့ရေးပြီးတော့တင်ပေးလိုက်တယ်အဲ့တော့ဒီဘက်မှာကျွန်တော် member ကတ်ခုနှစ်ကွက်ပဲထုတ်တယ်တစ်ချက်မှတ်ယူတော့ကျွန်တော်ပြပေးလို့မရဘူးဖိုင်သုံးကွက်ကစားထားတယ် member ကတ်ထဲမှာနှစ်ဖိုင်၄ဖိုင်၅ဖိုင်ဒီသုံးကွက်ဖိုင်သုံးကွက်ဒီ member ကတ်ထဲမှာထည့်ကစားတယ်လေးအပုအခွားနဲ့ပတ်သက်ပြီးတော့လေးလေးကိုကစားတယ်နောက်တစ်ခုက၄၄၃ညကစားတယ်နောက်တစ်ခုက၄၄၅ကစားတယ်ဒီ၃ခုကိုကစားတယ်အားလုံးမှာ၆ခုရှိပြီ အပိုတစ်ပွက်ဒီကိုထိတ်စီးနဲ့နောက်လုံးပေါင်း30ဆိုတဲ့စနစ်ကိုကျွန်တော်လိုက်ပြီးကစားနေတဲ့အဲ့ထက်က6 6ဆိုတဲ့ကဏ္ဍတစ်ပွက်ကစားတယ်အားလုံးပေါင်း9ကွက်ဒါကျွန်တော်ရဲ့မမကတ်မှာအသုံးပြုထားတဲ့ကဏ္ဍနေပါပဲအားလုံးကိုအားလုံးကိုဒါမျှဝေပေးလိုက်တာပါလှူဒန်းလိုက်တဲ့အချိန်ကြီးလို့ပဲမှတ်ပါ၂၀ကြိမ်မှာကျွန်တော်ဒီလာပြီးတော့အချိန်တိုက်မိသူမလာဝဲစရာမလိုပါဘူးဒီ9ခွက်ပဲကစားတယ်နော်ကျွန်တော်ပြောတာရူးရှင်းလေးပဲဒီ9ခွက်ပဲကစားတယ်လောပတ်မတက်ပါနဲ့ဒီ9ခွက်ကိုလိုက်ထုတ်လိုက်ပါဖိုင်3ခွက်ရေးထားပါတယ်1ဖိုင်4ဖိုင်5ဖိုင်ဖိုင်က3ခွက် လေးရှိဘူးနဲ့၃ခွက်ရေးထားတယ်လေးလေးကိုရေးထားတယ်လေးလေးငါရေးထားတယ်လေးလေး၃ညဆိုပြီးရေးထားတယ်အဲ့ဒါဆို၆ခွက်ဖြစ်သွားတယ်နောက်ဆက်တစ်ခွက်စီကိုထိပ်စီနဲ့ကိုလေး၆ဆိုပြီးတစ်ခွက်ရေးထားတယ်အဲ့ခုနှစ်ခွက်ပဲကျွန်တော်ရေးထားတယ်အဲ့ကျွန်တော်ရဲ့ member တက်ကဒါပဲအဲ့ခုနှစ်ခွက်ထဲကကိုကြိုက်နေတဲ့ကိုကိုသဘောနဲ့ကိုကိုဆုံးဖြတ်ချက်နဲ့ကိုမိမိကြိုက်နေတဲ့ကိုရေးချယ်ပြီးတော့ကစားပါကျွန်တော်ဒီဘက်မှာအကျင့်တိုက်ကျန်တဲ့လုံးဝမရောက်ပါမရောက်ပါတခြားပြောမယ်နော်ကျွန်တော်ကဒါနပြုတဲ့အကျင့်ရေးဖြစ်သတ်မှတ်ထားပြီးတော့ကျွန်တော်စာရွက်ပေါ်မှာကင်းကင်းနန်းနေစာရေးပြီးလို့မဖြစ်ပါဘူး မဖြစ်ပါဘူးကျွန်တော်တို့အချိန်နေရအကောင့်နေဖြစ်မှာဆိုတဲ့အတွက်နှုတ်ကနေပြကျွန်တော်တေချာပြောတယ်အခုတတိယကျောင်းထပ်ပြီးတော့ပြောမယ်ကျွန်တော်ရဲ့ member ကခုနှစ်ကွက်ထုတ်တဲ့စနစ်ကိုဒီဘက်မှာကျွန်တော်ဒါနကုလိုဖြစ်နေတယ်သူတန်းတာပါ file ၃ကွက်ထည့်ကစားထားပါတယ်1 file 4 file 5 file ၄ရှိဘူးနဲ့၃ကွက်ထည့်ကစားပါတယ်၄၄၉၄၄၅၄၄၃၅ဖြစ်နိုင်ရင်အဲ့ဒီ၄ရှိဘူး၄တဲ့အခွပါပါလိုက်ရမ်းပါနောက်တစ်ခါ၉၄၆တဲ့ကွက်ထည့်ကစားပါအားလုံးခုနှစ်ကွက်ပါ အားလုံးကုသိုလ်ဖြစ်ဒီချိန်မှာဒါနပြုတဲ့အချိန်ကြီးဖြစ်သတ်မှတ်ပြီးတော့အားလုံးတော့မိတ်ဆွေများတဲ့ကျွန်တော်ရွေးချယ်မှုကိုလှူဒါန်းပေးလိုက်တာဖြစ်ပါတယ်ကုသိုလ်ဖြစ်တင်ပေးလိုက်တာဖြစ်ပါတယ်ပေါ့နော်ကြာရင်တော့မှမကြာရင်မတော့မှနဲ့ပောက်သွားရင်လည်းကုဆန်တဲ့ကိုထူလားအကွက်ကိုယူသွားပါကျွန်တော်ကြားချင်မှပြည်စရာမလိုဘူးမပောက်ခဲ့ရင်လည်းအဆုံးဆုံးခံလိုက်ပါလာပြီးတော့ကြီးသွားပြီးတော့ကျွန်တော်တို့ဘလောက်ပါသွားပြီဘလောက်ကုန်သွားပြီဆိုတော့ကျွန်တော်တို့ရဲ့စိတ်ကွန်အားရှုံရှုံစီမဲ့စကားမျိုးတွေလာပြီးတော့မပြောကြဘူးလေးလေးဆော့ဆော့ဖြစ်မြေတရားချမ်းပါတယ်အားလုံးပဲကံကောင်းကြပါစေ good luck ပါ ခုကျွန်တော်တင်ထားတဲ့ live ကိုလွတ်လပ်စွာမြည်သူမဆိုး share ယူခြင်းပြုပါရဲစိတ်ကြိုက် share ယူပြီးတော့အသုံးပြုနိုင်ပါတယ် public ကိုဒါနပြုတဲ့ပြုလို့ပြုတဲ့အချိန်မှာ20တချိန်ပြီးဒါကြောင့်အချိန်တိုင်းမြည်သူမှလာပြီးတော့မဝဲပါနဲ့တစ်ခါတည်းတရားနေတစ်ခါတည်းလှူဒန်းလိုက်ပါလေပေါ့နော်အားလုံးသူကကျေးဇူးတင်ရှိပါတယ်ကံကောင်းကြပါစေ good luck